ဒီအခု season 2မှာကြတော့ကျွန်တော်တို့က FOE team back ကနေရွေးချယ်ထားတာ၈ယောက်ပဲပါတယ်။အဲ့၈ယောက်ကကျွန်တော်တို့ဒီ celebrity တွေပါတယ်၊တခြား influencer တွေပါတယ်။ဒါပေမဲ့နောက်ထပ်၁၀ယောက်ကကြတော့ကျွန်တော်တို့လူအယောက်ပေါင်း maybe 900 800 audition တွေကနေမှ10ယောက်ရွေးချယ်ထားတာ။ဒီ season 2မှာတော့ကျွန်တော်က main host အနေနဲ့ပါလာမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီ season 1တော့ကတော့ကျွန်တော်ကအာ winner winner လည်းဖြစ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ season 2ရောက်တဲ့အချိန်မှာ ဟိုကဟိုဒီဘက်ကဒီ FOE team ဘက်ကလူတွေနဲ့တိုင်ပင်ကြည့်လိုက်တဲ့ခါကျတော့ထူးဆန်းလေးဖြစ်သွားအောင်ကိုမူကနေမှတစ်ဆင့်ကျတော့လက်လွဲယူပြီးတော့ main host အနေနဲ့ပေါင်းဖို့တော့ပါပဲကြည့်နေတဲ့သူကမမုံပါဘူးကြည့်နေတဲ့သူကဒီ season ကြည့်ရတာကျွန်တော်ကြည့်ရတဲ့တန်ပါပါကျွန်တော်တို့ fitness on our FOE ကတော့ season 2ကတော့အခုကျွန်တော်တို့လာမယ့်28ရက်နေ့ April နေ့ပေါ့နော်အညာ၈နာရီအချိန်မှာ MRT4 မှာကျွန်တော်တို့စီဇန်2စပြီးတော့ first episode လာမှာပေါ့နော်ဒီစီဇန်2မှာကတော့ကျွန်တော်က main host အနေနဲ့ပါလာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီစီဇန်1တော့ကတော့ကျွန်တော်ကအာ winner winner လည်းဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့စီဇန်2ရောက်တဲ့အချိန်မှာဟိုကဟိုဒီဘက်ကဒီ FOE team ဘက်ကလူတွေနဲ့ timing ကြီးလိုက်တဲ့ခါကျတော့ထူးဆန်းလေးဖြစ်သွားအောင်ကိုမူကနေမှတစ်စီကျွန်တော်လက်လွဲယူပြီးတော့ main host အနေနဲ့ပါဝင်ဖို့တော့ဖြစ်ပါတယ် ျွန်တော်ရဲ့ပုံစံအတိုင်းပဲသူတို့ကဒီ FA တင်းဘက်ကသွားစီကျင်တာပေါ့နော်ဟိုလိုကျွန်တော်အစီအစဉ်တင်ဆက်တဲ့ပုံစံမျိုးလိုမဟုတ်ဘဲနဲ့တိုင်းပဲလွလွတ်လပ်လပ်နဲ့သွားတဲ့ပုံစံမျိုးလေးကိုသွားစီကျင်တဲ့ခါကျတော့အဲ့လိုပုံစံမျိုးလေးပဲသွားထားပါတယ်ဂိမ်းကလည်းကျွန်တော်တို့ကဒီအခက်ခဲတဲ့ challenge တွေရောစိတ်ဝင်စားဖို့ကောင်းတာတွေရော emotional ပါတဲ့အပိုင်းတွေရောအများကြီးပါတဲ့တော့မျိုးတကယ်ကိုကြည့်လို့ကောင်းတဲ့အာဒီအစီအစဉ်ဖြစ်မှာဘလို့လုံးစီချင်လဲဆိုလို့ရှိရင်တော့ဒီမှာနှစ်ပိုင်းရှိတာပေါ့နော်ကျွန်တော်တို့က ဒီ season 1မှာတော့ငါရှိတဲ့ gain တွေအားလုံးကို season 2မှာပြန်ပြန်ရမယ်လို့ထင်ထင်နေတယ်ဆိုတော့ဆိုရင်အဲ့ဒါမဟုတ်ပါဘူး is a part of the game show ပါအဲဒီ game show ရဲ့အစီအစဉ်အပိုင်းတစ်ခုလေးလောက်ပဲကျွန်တော်တို့က season 1ရဲ့ဟာပြပါမှာ season 2မှာကျတော့အစ်စ်တွေကြီးပဲအာကျွန်တော်တို့အဟောင်းပါမယ်ဆိုရင်တော့ maybe 2 3 that's all ဒါတလောက်ပဲကျန်တဲ့ maybe 6 7 game လောက်ကအစ်စ်တွေဖြစ်မှာ အစ်စ်တွေဆိုတော့သူတို့ကိုယ်တိုင်တော့မှသူတို့တွေဟိုမထင်မလားပဲနဲ့အစ်စ်တွေဖြစ်နေတဲ့ဟာမျိုးတွေရှိရပါဘောเนาะကျွန်တော်တို့လည်း host လုပ်နေရင်းနဲ့အာဘယ်လိုတွေဖြစ်သွားမလဲဆိုတဲ့ဟာမျိုးတွေရေကုန်စိတ်လို့ရှားမိတယ်ပြီးတော့ဒီနောက်ဆုံးကျွန်တော်ကြိုက်တာကတော့ကြော်ပြောတဲ့ light တော်တော်ဖြစ်နေတာဘောเนาะဒီ connection တွေအားလုံးကတကယ့်ကိုကျွန်တော်တို့ဒီ episode ကျွန်တော်တို့ဒီ season 1မှာတော့ဆိုလို့ရှိရင်ကျွန်တော်အမှုပညာရှင်တွေနဲ့ဒါဒီ influencer တွေကြီးပဲခေါ်ထားတာဟုတ် ဒီအခု season 2မှာကြတော့ကျွန်တော်တို့က FOE team back ကနေရွေးချယ်ထားတာ၈ယောက်ပဲပါတယ်အဲ၈ယောက်ကကျွန်တော်တို့ဒီ celebrity တွေပါတယ်တခြား influencer တွေပါတယ်ဒါပေမဲ့နောက်ထပ်၁၀ယောက်ကကြတော့ကျွန်တော်တို့လူယောက်ပေါင်း maybe 900 800 audition တွေကနေမှ10ယောက်ရွေးချယ်ထားတာဆိုတော့တကယ်ကိုတို့တွေကဒီ audition မှာကလေးကကျွန်တော်နဲ့1နဲ့2နဲ့မတူတာရောပေါ့နော်တူပါကြတော့ audition ပါလာတယ် audition မှာကလေးကလူတွေအများကြီးနဲ့တကယ်ကိုအာကျွန်တော်တို့ရှိရင်တကယ်မြန်မာနိုင်ငံမှာကျန်းနေဆိုတော့ဘဲတွေအများကြီးပါတယ် ဒါပေမဲ့ audition မှာပြုတ်သွားတာလေအများကြီးပဲဆိုတော့ဒီ audition နဲ့တက်လာပြီးတော့နောက်ထပ် gain တွေမှာလွယ်လားဆိုမလွယ်ဘူးဆိုတော့တကယ်ကိုစိတ်ထုတ်ရှားမှုကောင်းတယ် mic သူသူသူပါတော့ကျွန်တော်တို့ပြိုင်ပွဲဝင်16ရောက်နေပဲသွားမှာဒါပေမဲ့ပြိုင်ပွဲဝင်တွေကအာတဖြည်းဖြည်းအမတ် system နဲ့သွားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့တော့ရတယ် season 1တော့ဆိုလို့ရှိရင်ခုနက်16ရောက်လုံးကအပီးထိပါတယ် final ထိပါတယ်ဒီမှာဘယ်သူတွေကပါသွားမယ်ဘယ်သူတွေကပြုတ်သွားမလဲဆိုတော့မသိသေးဘူးပေါ့နော်ဒီတဲ့ဒီထဲမှာလဲပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကကျတော့ ်နိုင်ငံကျော်အမှုပညာရှင်တွေမင်းသားတွေလည်းပါတယ်မင်းသမီးတွေလည်းပါတယ်အစိုးရတွေလည်းပါတယ်ဒီလူတွေကထိမမထားလောက်ကိုတကယ်ကိုအကျုံးတဲ့လူတွေပါတယ်ဒါဘယ်လိုပုံစံမျိုးခိုင်းလဲကျွန်တော်ကတော့လူနည်းနည်းဒီ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 စီစဉ်မှာတော့နည်းနည်းအမိကခံရတာပေါ့နော်ကိုကလည်း host ဖြစ်တဲ့ခါကျတော့စီကံပိုင်းဆိုင်ရာတွေနဲ့မှားတာတွေပြုတ်ရတယ်ဆိုရှင်ကျွန်တော်ပဲကျွန်တော်ပဲဒီ ear monitor ကနေအတော့က team ကစမ်းပြောခိုင်းတယ်ဆိုတော့ကျွန်တော်ကနည်းနည်း အာဟိုပါဘောသူတို့တွေကတော့ conflict တော့နည်းနည်းရှိတာပေါ့ကြည့်နေတဲ့သူကမုံမုံပါဘူးကြည့်နေတဲ့သူက this season ကြည့်ရတာကျွန်တော်ကကြည့်ရတယ်တန်ပါပါသူတို့တို့ကလည်း challenge အရင်များတယ်ဗျာအာမတ်မြလေးကောကိုထွန်းပြီးဒီပြင်ကိုတခြားဒီပါတဲ့လူတွေလည်းအများကြီးရှိတယ် J Fire တို့လည်းပါတယ်ဒါပေမဲ့အာ J Fire ဆိုလို့ရှိရင်ကျွန်တော်တို့က episode was maybe uh, yeah 2 2လောက်ပါလေသူတို့တွေကအပြင်ကကစားသမားတွေအဲ့လိုမျိုးအရန်ကိုအချိန်ဟုန်ပြင်းပြင်းနဲ့ရန်ဖြစ်တဲ့ပုံစံမျိုးတွေဖြစ်နေတယ် အဲကြည့်ရတာတကယ်ကိုမိုက်ပါဘူးအဲစီစဉ်ဒူးမှာလည်းပဲထိခိုက်နာတရားရှိတာလည်းအများကြီးရှိရယ်ဟိုအကြီးကြီးမားမားရေလို့တော့လည်းမရှိဘူးဒါပေမဲ့အဲ့လိုမျိုးထိခိုက်တာတွေတော့ရှိရယ်ကျွန်တော်စီစဉ်မှာတော့ထိခိုက်တာဆိုအဲ့လိုမျိုး6လောက်တွေလက်တွေထိသွားတာမျိုးအော်အဲ့ဒါကြတော့ကျွန်တော်တို့ကဒီပုံမှန်ဆော့တဲ့ live မှာကြတော့ကိုယ့်ဟာကိုယ်ကဲရင်းရရတယ်လေပြိုင်ပွဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာမှဟိုမျှော်လင့်ထားလို့မရတဲ့အနေထားတွေဆိုတော့ဖြစ်နေဖြစ်သွားမှာပဲတိတယ်ဘာဖြစ်လို့ဆိုပြိုင်ပွဲရဲ့ zone နဲ့လုံနေတာဆိုတော့ဘာလို့မဆိုလုံးမိမှာပဲ ကျွန်တော်လည်းလုံးမိခဲ့တာပဲလေတကယ်မို့အမရှိမရှိဘူးကျွန်တော်ကကြတော့ဒီထဲမှာဟိုကြည့်ရချင်းလဲစိတ်ဝင်စားပုံကမှာပါနည်းနည်းလေးအာဘယ်လိုပြောမလဲကျွန်တော်ကဟိုစပိုင်လာလုတ်တူဖြစ်နေတာပေါ့နော်အဓိကတော့က10ရောက်နဲ့10ရောက်နဲ့ပြဿနာကလည်းမသေးဘူးအဲ့ဆယ်ယောက်ကကျွန်တော် audition တွေကနေတက်လာတယ်ဒီဘက်ရှစ်ယောက်ကကျွန်တော်တို့ FOE team ဘက်ကနေရွေးချယ်ထားတယ်အဲ့ဆယ်ယောက်အတွက်ကကြတော့သူတို့အတွက်ကကျွန်တော်တို့က chance တစ်ခုနေနဲ့သူတို့ကိုယ်ဝေးမဲ့လူတွေပါတယ်ကျွန်တော်ဒီ game ထဲမှာကြည့်လို့ရှိရင်တဖြည်းဖြည်းတည်တာလေ ဒါမဲ့ဒီဘက်ကရှေ့ရောက်အတွက်က celebrity တွေကဘယ်သူမှကူညီပေးမဲ့လို့မရှိဘူး။အဲဆိုတော့ကျွန်တော်ပဲစဉ်းစားလိုက်တာပေါ့နော်။ခိုးပြီးတော့ကူညီပေးမယ်ပေါ့။အဲအဲ့လိုဒါတော့နောက်ကွယ်ရမှာပြတော့နော်ဘူးကရှောင်းမပြောကြနဲ့။ထိရတာထိရတာတည်းစားရစ်တခုပဲတည်တာပေါ့နော်။သူများရဲ့နားလဲကိုကမနာဘူး။ကိုကအစားဆုံးပါတယ်ဆိုတော့နည်းနည်းတော့ပြင်မှန်းတာ။ဒါမဲ့ကောင်းပါလေကျွန်တော်တို့လည်း experience အများကြီးရပါတယ်။ဟုတ်ကဲ့ပါ။အခုကျွန်တော်တို့ Fitness on FOE season 2ကလာမဲ့ ဧပြီ29ည8:00နာရီ MRT4 မှာကျွန်တော်တို့ပထမဦးသော first episode ထုတ်လွှင့်ပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်ကိုဒီနေရာနေပဲကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်